အမေရိကန်စစ်မှုထမ်းဟောင်းများ ဝါရှင်တန် DC ကပီတိုလွှတ်တော်ရှိ၌ဆန္ဒထုတ်ဖော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထရန်စိုးရအဖွဲမှစိုးရအလောအကိုင်းများစွာဖြတ်တောက်ခဲ့တာနဲ့ပတ်သက်ပြီး အထူးသဖြင့်စစ်မှုထမ်းဟောင်းရေးရာဌာန VA အတွင်းရှင်းချခဲ့တာတွေ့ရပေါ်မကျေနပ်ချောင်းထုတ်ဖော်တဲ့အနေနဲ့ American တဝမ်းမှာစစ်မှုထမ်းဟောင်းများနဲ့ထောက်ခံသူများကတောက်ကြနေက Washington DC မှာစုဝေးခဲ့ကြပါသည် အမေရိကန်ကပီရိုလွှတ်တော်ရှေ့မှဆန္ဒပြသူတထောင်နီးပါးစုယုံခဲ့ကြပြီးအများစုကအစိုးရအလို့လျှော့ချရေးချောက်အလို့အကိုင်းဆုံးရှုံးထားရသူတွေဖြစ်ပါတဲ့အခုဆိုရင်ဆန္ဒထုတ်ဖော်ဖို့အတွက်ပြည်내အသီးသီးကနေရက်သွေးချအောင်လာခဲ့ရပါတဲ့ထို့ထဲမှာအီရန်နဲ့အာဖဂန်နစ္စတန်တို့မှာအမှုထမ်းခဲ့သူများလည်းပါဝင်ပြီးယခုတော့စွန့်ပစ်ခံရသလိုခံစားနေကြပါတဲ့ အစိုးရရဲ့လှုပ်ရှားကတိုင်းပြည်အမှုထမ်းတွေနဲ့အမေရိကန်အဖွဲ့အစည်းပုံဥပဒေအရသစ္စာဖောက်ရချတယ်လို့ရှုတ်ချနေကြပါတယ်တိုင်းပြည်ကိုဒီလိုပုံစံမျိုးနဲ့အုပ်ချုပ်နေတဲ့သူရှိတာယုံထောင်မယုံနိုင်ဘူးလို့အမေရိကန်ရှေ့သက်သားဟောင်းရောဘတ်ကိုဝဲကပြောပါအထင်ဆန္နာပြပွဲကိုစစ်မှုထမ်းဟောင်းဆိုင်ရာအခွင့်အရေးထောက်ခံသူများကစီစဉ်ထားဖြစ်ပြီးမြို့တော်မှာ၃ရက်ဆက်တိုက်ထုတ်ဖော်သွားဖို့စီစဉ်ထားပါအထင် နိုင်ငံတဝမ်းမှာစစ်မှုထမ်းဟောင်းများကိုလည်းပြည်내အသီးသီးမှအလားတူဆန္ဒထုတ်ဖော်မှုများပြုလုပ်ဖို့တိုက်တွန်းနေပါတဲ့။ဒေါ်နယ်ထရန့်တို့ကအစိုးရ30ရက်လျှော့ချမှုကြီးပြုလုပ်နေရာအလို့အကိုင်းများအဆုံးရှုံးကြပြီးအစိုးရဌာနများပြုတ်ပွဲလာရပါတဲ့။အစိုးရတပ်သားချောင်းချီရေးဌာန DOGE ရဲ့ညွှန်ကြားချက်အရ VA ဟာဝန်ထမ်းပေါင်း8000ဝန်းထိအလုံးလျှော့ချသွားဖို့စီစဉ်နေပါတယ်လို့သိရပါတယ်ရှင်။